ဒါကမြန်လက်ရှိနောက်ချမ်းထိုးတာပေါ့နော်နောက်ချမ်းပြီးတော့ရှေ့ချမ်းကိုကြတော့မင်းကလဲပြီးရှေ့လာမှာအကွဲလေးလိုချင်တာမလို့ဒီ goal ပေါ့နော်လေတဲ့တဲ့မှတ်တာကနေပြီးတော့ဒီနောက်ချမ်းနောက်ချမ်းကိုဒီအပွင့်လေးတွေလေအပွင့်လေးတွေကိုရေးလိုက်ပေါ့နော်မင်းဆိုလို့ရှိရင်ဒါကဘယ်နှပွင့်ရှိလဲဆိုတော့အပွင့်အပြည့်တွေကြည့်ရင်2ပွင့်2ပွင့်3လေး6 8 9 10 11 12 13ပွင့်ဒီဒီတစ်ချမ်းနေမပါဘူးပေါ့နော်13ပွင့်ဆိုတော့အဲ့ဒီအပွင့်တွေကိုထားလိုက်ပြီးဒီအပြည့် အပြည့်ကနေပြီးတော့ဒီအောက်တပွင့်စာနှစ်ပွင့်စာ သုံးပွင့်စာအလိုဒီလိုပတ္တန်နေရာမှာတစ်ချက်ရက်ထားပြီးတော့စားပါမယ်အဲ့တော့မင်းဆိုလို့ရှိရင်နောက်ချမ်းတို့တဲ့73ဝင်းရှိတာမှာ10ဝင်းမြောက်အတန်ရဲ့ဒီလိုမျိုးအပြည့်ပေါ့နော်အဲ့ဒီအပြည့်နေရာမှာရက်ရက်ပြီးတော့အလဲမာမာကမ်းမတ်လိုက်ပေါ့လိုမာကမ်းမတ်ပြီးလို့ရှိရင်သူကနောက်အတန်တွေကိုဘယ်လိုဆက်စားမလဲဆိုတော့ဒီဂုံးမှာစားခဲ့တဲ့လိုမျိုးလေး ဒီအတန်းပြည့်ရဲ့6တိုင်မြောက်1 2 3 4 5 6 6တိုင်မြောက်ကနေလှည့်ပြီးတော့ပြန်တက်မယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း6တိုင်မြောက်ကနေလှည့်ပြီးတော့ပြန်တက်မယ်ဒီအလဲမှာပေါ့နော်ဒီလိုအလွတ်လိုက်ကလေးအတိုင်လေးထားပြီးတော့ဒီလိုတကွက်စာဒီအပြည့်ကနေဒီအပြည့်ဒီတကွက်စာကိုအတဲ့တိုင်ထိုးပါမယ်ထိုးပြီးတော့အတန်းကိုပုံလေးနဲ့တစ်ချက်ပြန်ပြပေးပါမယ်ဒါလေးကမရှိချမ်းထုံးမဲ့ပေါ့နော်လေဘင်းကိုပုံမှန်အတိုင်းဒီလိုအဝိုင်းလေးမလို့ကျလို့ရင်းဒီနားမှာဒီလိုကွင်းပုံစံလေးပေါ့နော်အဲ့လိုလေးဆက်ချင်တာမလို့ ဒီအလဲအာနောက်ချမ်းမှလည်းအလဲနေရာမှတ်ခဲ့တယ်လို့မျိုးဒီရှေ့ချမ်းမှလည်းအလဲနေရာမှတ်ပြီးသားပဲချိန်မှမှတ်မလဲဆိုတော့မင်းဆိုလို့ရှိရင်နောက်ချမ်းမှလည်းဒီလိုမျိုးဒီအကွက်လေးတွေရေးတာပေါ့နော်အကွက်အပြည့်ပဲဒီလိုလက်တန်တကွက်စာအပြည့်တကွက်နှစ်ကွက်သုံးကွက်အဲ့လိုမျိုးကွက်ကမင်းဒီအစအဆုံးဆိုလို့ရှိရင်73ကွက်ရှိပါတယ်ဒီအဆုံးဆုံးကဒီအတန်းမပါဘူးပေါ့နော်တချမ်းမဲ့ပါတယ်အတန်းမပါဘူး73တန်းရှိတဲ့အတွက်10တန်း ဆက်တန်းမြောက်ပေါ့နော်ဒီဆက်တန်းမြောက်အတိုင်းအပြည့်အတန်းအဲ့ဒီအတန်းနာမှာမကမတ်ပါမယ်ပြီးလို့ရှိရင်ကျန်တဲ့ဟာကဒီတိုင်းဆက်ထိုးမယ်ပေါ့နော်ဆက်တန်းဆိုတော့ဒီဒီလိုမျိုးပြောတာနော်ဒီပတန်ကဒီမှာအကွက်အပြည့်ကတကွက်နှစ်ကွက်သုံးကွက်လေးကွက်5 6 8 9 10 11ဒီမှာဆက်တဲ့ကွက်မြောက်အပြည့်တန်းအဲ့ဒီအတန်းမှာအလဲမကမတ်ပါမယ် ဟိုဘက်6ခွဲဒီဘက်6ခွဲရဲ့အလယ်မှာအမှတ်မယ်ပြီးတော့ကျတော့6တိုင်မြောက်6တိုင်မြောက်တိုင်နေမှာအမှတ်ပါမယ်အမှတ်ပြီးလို့ရှိရင်ဒီဒီစားတဲ့ဟာကနောက်ချမ်းကုတ်စားတာနဲ့အတူတူပဲပေါ့နော်6တိုင်မြောက်ထိပ်ထိပ်ဒီလိုတိုင်လေးတိုင်အတက်တက်မဲ့2တိုင်တန်းလာမယ်ပြီးတော့4တိုင်ဒီအတိုင်အပြည့်တန်းထိကုတ်နောက်ပိုင်းမှာစားခဲ့တဲ့ဟာထိုးမလို့ထိုးလို့ရှိရင်တော့ဒါနားလဲပေါ့နော်ဒီထိကိုအပြည့်ထိုးပါမယ်ထိုးပြီးလို့ရှိရင်ဒီနားဒီလိုဆောင်းဆောင်းလေးဖြစ်အောင်ဘယ်လိုစားတော့လဲဆိုတော့ဒါမင်းတချမ်းထိုးတာပေါ့နော်ဒီဘက်တချမ်းကိုထိုးပြမှာပါ နှစ်ချမ်းလုံးအဲ့လိုအတူတူပဲထိုးလိုက်လို့ရတာပေါ့နော်။ဒီဘက်မှာဆိုလို့ရှိရင်အလိုက်တင်လေဒီတိုင်းထိုးသွားတယ်။ထိုးသွားပြီးတော့ဒီနောက်တစ်ချမ်းကိုစားတဲ့ဟာလေးပြောပြပါမယ်။ဒီအပိုင်းလေးကမင်ဂျီတိုရီရဲ့ edit လုပ်ဖို့ပြန်ကြည့်ပေါ့နော်နားမလဲလောက်မဲ့နေရာလေးရှိလို့အထည်အကုန်လုံးပြီးကမှပြန်ပြောပြမှာပါဒါကအင်းကြီးရဲ့နောက်ချမ်းနောက်ချမ်းမှာဆိုမင်ကဒီအပြည့်အပွင့်ပေါ့နော်ဒီလိုအပွင့်က17ပွင့်ရှိအဲ73ပွင့်ရှိပါတယ်အဲ့ဒီအပွင့်ကြီးကိုထားလိုက်ပြီးတော့ ပခုံးရဲ့အဆုံးကဒီဆေးတိုင်းတန်းအပြည့်နဲ့ဆုံးထားပါတယ်ဒါချုပ်ပြီးသားဖြစ်တော့လို့เนาะဒီအတန်းမှာဆုံးထားပါတယ်အဲ့တော့ရှီကျန်းနောက်ချမ်းပြီးမှရှီကျန်းထိုးမှာဆိုတော့ရှီကျန်းမှာလေပင်ပင်နာဆာဆာလဲဆိုတော့တစ်ချက်ပြောချင်းလို့ပါမင်းတို့နောက်ချမ်းကနေရေးမယ်ဆိုလို့ရှိရင်ဒါပခုံးအပြည့်တန်းဆုံးတဲ့နေရာပေါ့เนาะဆုံးတဲ့နေရာအပွင့်တစ်ချမ်းနဲ့ဆုံးထားဆိုအဲ့ဒါအောင်မရေးပါဘူးမရေးဘဲနဲ့အပွင့်အပြည့်ပေါ့เนาะတပွင့်နှစ်ပွင့်သုံးပွင့်မြောက် ပခုံးမရောက်ခင်ပခုံးကနေရင်၃ပွင့်မြောက်အပွင့်အပြည့်ဖြစ်မဲ့အတန်အဲ့ဒီအတန်မှာဒီ၁၀တိုင်းတန်အပြည့်အထိထိုးပါထိုးပြီးကံမှာမင်းစားဆိုပြီးတော့ပြထားတဲ့ tutorial ကိုပြန်တင်ပေးမယ်ပေါ့နော်အဲ့ဒီနေရာကနေစစားပါဒီ၁၀တိုင်းတန်အပြည့်အထိထိုးပါနောက်ချမ်းနေထားကိုကြည့်ပြီးတော့နောက်ချမ်းမှာတယောက်နဲ့တယောက်ခါရှီရမတူကွာမတူဆိုတော့ဒီအပေါ်ဆုံးဘယ်လိုနားလဲအောင်ပြောရမလား ခါရှိရမတူဆိုတော့နောက်ချမ်းကိုကြည့်ခင်ကြည့်ပြီးခင်မာနောက်ချမ်းမှဆိုလို့ရှိရင်ဒီပခုံးမရောက်ခင်ဥမာဟိုဒီမလိုက်ထိုးတဲ့အရှိက12ပွင့်စာပဲရှိမယ်ဆိုလို့ရှိရင်အဲ့12ပွင့်မရောက်ခင်ပေါ့နော်တပွင့်2ပွင့်3ပွင့်မြောက်အတန်း3ပွင့်မြောက်ဖြစ်မဲ့အတန်းအဲ့ဒီအတန်းရင်အပြည့်အတန်းဒီထိုးပါ ဒီအပြည့်တန်းထိုးပြီးကံမောင်းမင်းစားဖို့ tutorial ပေါ့နော် ပြန်တင်ပေးထားတဲ့ဟာအဲ့အတိုင်းစားပေးပါပေါ့နော် အပေါ်ကနေရေးပေးပါမှားကြမှာဆိုလို့မင်းကဒီမှာစတတန်းမြောက်လို့ပြောထားတဲ့ tutorial ထဲမှာဆိုလို့ရှိရင်အဲ့ဒါကမင်းရဲ့ခါရှိနေပြောတော့အကောင်လုံးကပို့ရှင်ရှိသလိုပို့တိုးရတိုးလို့စတတန်းမြောက်လို့ဖြစ်နိုင်တယ်၁၀တန်းမြောက်၁၂တန်းမြောက်အမျိုးမျိုးဖြစ်နိုင်ပါတယ်အဲ့တော့နောက်ချမ်းကိုအရင်ထိုးပြီးမှလုံးမှာဖြစ်တဲ့အတွက်နောက်ချမ်းမှာအဆုံးမတက်ခင်အပြည့်အပွင့်အပြည့်တန်းတန်းနဲ့တန်း၃တန်းမြောက် နေရာဒီအတန်းထီကိုအကောလုံးအပြည့်တောက်လျှောက်ထိုးပြီးကမှဆာဆာပါနော်အဲ့လိုမှမှဆိုလို့ပါဒီနောက်တစ်ချမ်းမှာဆိုလို့ရှင်လည်းမင်းဟိုဘက်ဒီဘက်နဲ့စားတဲ့ဟာရဲ့အတူတူပဲဖြစ်သွားအောင်လို့ဆိုပြီးနောက်တစ်ချမ်းကိုဒီဘက်ကနေပြန်စားထားရယ်နော်ပုံမှန်ဆိုလို့ရှင်ဒီအတန်းဒီမှာထိုးမယ်ဆိုလို့ရှင်ဒီနားကနေစားမှာဒါပေမဲ့မင်းဒီဒီဘက်ဘီဘက်အချမ်းအနေနဲ့ပြန်စားထားပါတယ်ပြန်စားပြီးတော့ခါတိုင်းလိုမျိုးပဲ ခါတိုင်းထိုးသလိုမျိုးပက်တန်အတိုင်းပဲဒီမှာတိုင်း၄တိုင်းဒီ၄တိုင်း၆တိုင်းအတန်းထိုးမယ်ဒီမှာကြတော့၆တိုင်းပေါ်မှာ၂တိုင်းရုံးနဲ့ထိုးမှာဆိုတော့၄တိုင်းပဲကျန်တော့မယ်၄တိုင်းလာမယ်ပြီးရင်၂တိုင်းနဲ့လာမယ်၄တိုင်းနဲ့ပြီးရင်အပြည့်တန်းလာမယ်အပြည့်တန်းထိရပုံမှန်အတိုင်းပဲထိုးရနော်အဲပုံမှန်အတိုင်းပဲထိုးပြီးလို့ရှိရင်စားပြီးတော့စားတဲ့နေရာလာပါပြီအဲ့ဒါကဘယ်လိုလဲဆိုတော့ဒီဒီပုံမှာဆိုလို့ရှိရင်ပုံမှန်က6တိုင်ရှိရမှာပေါ့နော်10တိုင်ကနေ6တိုင်ပြန်ဖြစ်ရမှာဆိုတော့3 4 5 6 ၄တိုင်း၅တိုင်း၆တိုင်းမြောက်ကြတစ်ချက်ကြည့်ပြပါနော်၆တိုင်းမြောက်ကြတော့တရည်ရည်မယ်တိုင်နဲ့တိုင်ကိုချီချက်ယူတစ်ခါပဲချွတ်မယ်ပြီးရင်နောက်တရည်ရည်တီးကြတယ်ချိန်ချခဲ့တဲ့ကြားထဲမှာချီချက်ယူတရည်ရည်ပြီးရင်၃ခွင်းကိုဆွချွတ်ဆွချုပ်ပြီးလို့ရှိရင်ချိန်၃ခုနဲ့ဒီတိုင်းပြန်တက်ပါမယ်နောက်တတန်းကိုချိန်၃ခုနဲ့ပြန်လဲပြန်လဲပြီးလို့ရှိရင် တရည်ရည်အလဲနှစ်တိုင်းထိုးရမယ့်နေရာမှာနှစ်တိုင်းပဲထိုးလိုက်ပါမယ် chain 3ခုပြီးတော့ဒီမှာက time တို့ chain 3ခုတကွင်း time တို့ chain 3ခုအဲ့တော့ bee bed တွေကကြတော့စားရမှာပေါ့အတူတူပဲဆိုတော့ bee bed တွေကိုထိုးမပြတ်ပါဘူးเนาะမေဒီနာလေးဒီမှာတစ်ချက်စားလိုက်ပြီးတန်းနဲ့တန်းဒီဘက်နာတစ်ချက်ပြန်လှည့်ထိုးလာပြီးပြင်ပြပါမယ် အခုဒါပြန်လဲထိုးလာတာကစားတဲ့အတန်းအရင်တန်းနဲ့တန်းသုံးနဲ့မြောက်လောက်ရောက်မယ်ပေါ့နော်အဲဆိုလို့ချင်းဒီမှာချိန်သုံးခုတိုင်တို့ပြီးရင်ချိန်သုံးခုဒီဘေးကွင်းထဲမှာတိုင်ရှင်းတဲ့တိုင်ထိုးရမယ်ဟာကတတိုင်းနှစ်တိုင်းဒီတိုင်းပဲထိုးမယ်ထိုးပြီးလို့ရှိရင်ဒီဘက်ကကြတော့ဒီဒီတိုင်ရှင်းတဲ့တိုင်ပေါ်မှာကတရစ်တိုင်နဲ့တိုင်ကိုဒီမှာတစ်ချက်ဖြုတ်နောက်ထပ်တရစ်ရစ်ဒီကတိုင်ရှင်းပေါ်မှာ ထိုးချီချဲယူတစ်ချက်ဖြုတ်ပြီးရင်ခွင်းသုံးကိုပေါင်းပြီးစုချွပေါ့နော်တိုင်းရှည်စုချွထိုးလိုက်ပါပြီးလို့ရှင်ချင်းသုံးကိုချင်းသုံးကိုပြီးရင်ပြန်လက်ပြန်လက်ပြီးလို့ပြန်လက်ပြီးလို့ရှင်ဒီဒီတိုင်းนี่ကိုကြော်လိုက်ပြီးတော့ဘေးရခွင်းထဲမှာပဲတိုင်းရှည်နှစ်တိုင်းတစ်ခါလေးထိုးပေးပါထိုးပြီးလို့ရှင်ချင်းတက်ခုနဲ့ဒါအတိုင်းရှည်အပြည့်တန်းဆိုတော့ကျန်တာကတော့ပုံမှန်အတိုင်းပဲဇတိုက်ထိုးမယ် ဇက်တိုက်ထိုးမယ်ဆိုတော့ဒီမှာကချင်းတက်ခုတိုင်းရှည်ဆဲတိုင်းဖြစ်မှာပေါ့နော်အဲ့ဒီအပြည့်ဇက်တိုက်ထိုးပြတာဆိုလို့ရှိရင်စားလာတာကဒီအတက်လေးကိုခြံခဲ့ရင်တန်းနဲ့တန်းသုံးနဲ့လေးတန်းထိရှိပါပြီအခုဒီတန်း6 6တိုင်းတန်းပေါ့နော်ပြန်လဲထိုးလိုက်နေစားလာတာနဲ့ကျင်းတန်းနဲ့တန်းသုံးနဲ့လေးတန်း၅တန်းမြောက်၅တန်းမြောက်မှာဆိုလို့ရှိရင်ဒါကပုံမှန်အတိုင်းပဲ3 3တိုင်းထိုးပြီးသွားပြီ4 5တိုင်း ပြီးတော့ကြတော့ဒီမှာ6တိုင်ကိုလည်းပဲမင်းတို့ဥမာပထမဆုံးထိုးခဲ့တဲ့လိုမျိုးပဲတရေတစ်ခါပဲဖြုတ်မယ်ပြီးရင်တရေရေဒီအလဲပေါ့နော်ချိန်ထားခဲ့တဲ့အလဲမှာတရေဆွဲလိုက်မယ်ပြီးရင်၃ခုရောတစ်ခါလဲဆူချွအဲဆိုဘာနဲ့အတူတူဖြစ်သွားရလဲဆိုဒီဆဆတဲ့အတန်နဲ့အတူတူပဲဖြစ်သွားရနော်ဒီအတန်နဲ့ဒါနဲ့အတူတူပဲမလို့နောက်တတန်းဘလို့တက်မလဲဆိုတော့ချိန်၃ခုပြန်လှက်လှက်ပြီးလို့ရှင်အလဲ၂တိုင်ပဲထိုးလိုက်ပါအဲဒါကလေးမှတ်လွယ်အောင်အလွယ်ဆုံးဖြစ်အောင်တော့ကြိုးစားပြီးတော့ ပြောပေးတယ်ပေါ့နော်အကုန်လုံးနိုင်လုံနိုင်ပြီးတော့အဆင်ပြေပြေလေးဖြစ်သွားရင်တော့ကောင်းမှာပါပဲကျွန်တော်ဒီမှာချိန်၃ခုဒါနှစ်တိုင်ကနှစ်တိုင်ပုံမှန်အတိုင်းပဲထိုးပါပြီးရင်တစ်ချက်ပြန်ပြပါမယ်ဒီမှာတော့၆တိုင်အတန်းဒီအတန်းလောက်ရောက်တဲ့အချိန်မှာမင်းရှင်းပြနေတဲ့ဒပိုင်းလာပါပြီဒါလည်းဆိုတော့ဒါလည်းဆိုတော့မင်းတို့နောက်ချမ်းမှာဆိုလို့ရှိရင် နောက်ချမ်းမှာဘလောင်းနဲ့အဆုံးသက်သွားတာဖြစ်ပြမှာနော်တိုင်အပြည့်တစ်ကွက်နှစ်ကွက်သုံးကွက်ရည်ဒီတစ်ဝက်သုံးကွက်ခွဲနဲ့အဆုံးသက်သွားတာဖြစ်တဲ့အတွက်ရှေ့ပခုံးချမ်းမှာလည်းအလောင်းနဲ့အဆုံးသက်မှာအဲ့တော့မင်းတို့ဒီမှာဇက်တိုက်ကြည့်မယ်ဆိုလို့ရှင်6တိုင်နဲ့ဒီအတန်းနဲ့ဒါအတူတူဖြစ်နေပြီပေါ့နော်အဲ့လိုအတူတူဖြစ်ဖို့ဆိုလို့ရှင်ဒီကအတက်ထိုးလာရင်ရပါပြီအဲ့လေတစ်ချက်ပြချင်တာပေါ့နော်ဒီမှာဆက်မစားတော့ဘူးအဲ့ဒါထုံးမှာဆိုဘယ်လိုလဲဆိုတော့ဒီမှာဆိုလို့ရှိရင်6တိုင်း6တိုင်းပြီလို့ရှိရင် chain 3ခု chain 2 chain 3ခု ဒီစားလိုက်လည်းပြင်အတွင်းပဲပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဆက်ပြီးတော့အောက်ကထိုးလာတယ်လို့မျိုးစားကြမလို့တော့ပဲနဲ့ပြီးမှနှစ်တိုင်ထိုးရမယ်ဆိုနှစ်တိုင်နောက်အစုံတိုင်နှစ်တိုင်ပေါ်မှာကတပောက်ကိုတစ်တိုင်နဲ့နှစ်တိုင်အဲ့တော့လေးတိုင်ရှိပါမယ်ပြီးလို့ရှိရင်ချိန်သုံးခုနဲ့ပုံမှန်အတိုင်းပြန်တက်ပြီးပြန်ထိုးမှဖြစ်တဲ့အတွက်တပောက်တစ်တိုင်ထိုးလိုက်ပါ3 4 5 6 7 8 ဒါနောက်ဆုံးတန်းမှာเนาะအဲကြောင့်မလို့ဒီဒီနားလေးဒီထိုးမယ်เนาะအဲ့အစုံမင်းတို့ပခုံးရှော့ရှော့လေးပြောင်းတိုင်းလိုက်လေးအတိုင်းတို့လေးနောက်ချမ်းတော့ထိုးခဲ့တာရှိလေအဲ့နားလေးကိုတစ်ချက်ပြင်ပြပါမယ်ဒီမှာထိုးလိုက်အတိုင်းပြည်တန်းထိုးလိုက်နေတာနောက်ဆုံးအဆုံးသက်မယ်တန်းเนาะနောက်ချမ်းလိုမျိုးပဲအတူတူအဆုံးသက်မှာဖြစ်တဲ့အတွက် နောက်ဆုံးနှစ်တိုင်အလိုထီကိုတိုင်းရှိလေးကြီးထိုးရမယ်ဒီနှစ်တိုင်ကြတော့တရည်ရည်မယ်တိုင်လန့်ဖြစ်တဲ့အတွက်ဆွတ်ချွတ်မယ်အတန်လေးစုနေတီးခံပြရအောင်နော်နောက်ထပ်တရည်ရည်မယ်နောက်တစ်တိုင်ပေါ်မှာကတိုင်လန့်မလို့ခြေကိုချက်ယူပြီးသုံးခွင်းလုံးဆွတ်ချွတ်မယ်ကွင်းထဲမှာကကြတော့တိုင်တူနှစ်တိုင်ထိုးမယ်ထိုးပြီးလို့ရှိရင်ချင်းတစ်ခုဒီဘက်ကွင်းထဲမှာလည်းတိုင်တူနှစ်တိုင်ထိုးမယ်နောက်ဆုံးလေးတိုင်ပေါ်မှာကြတော့ရှက်ကော်လေးတွေနဲ့ထိုးသွားမယ် ချက်ကောဒီရနဲ့ချီချဲယူပြီးဒီခွင်းနဲ့ရပဲချီကိုပြန်ထုတ်ဒီနောက်ဆုံးခွင်းအပေါက်ထိအမဒီချားတဲ့ပဲထိုးလိုက်တော့မယ်နောက်ဆုံးခွင်းပေါက်ထိချက်ကောထိုးပြီးတော့ချီဖြတ်လိုက်ရင်ရပါပြီမင်းဘယ်ဝညာရောအတူတူဖြစ်အောင်လို့ခိုးနေအတူတူပဲလုပ်ပြထားပါတယ်ပုံမှန်ဆိုဒီချမ်းကဒီလိုမျိုးလိုက်တင်နေလိုက်တော့သူကတော့ချီပေးရနေစကြမလို့ဒီတိုင်းအဆုံးသက်သွားမယ်ဒါနဲ့အတူတူစားတာရည်လေ စားတာလည်းမမအောင်လို့ဆိုပြီးမြန်ဒီဘက်နောက်တစ်ချမ်းပြန်ထိုးတဲ့အချိန်မှာခြေကိုဘေးဘက်ကနေပဲပြန်စားလာပြီးတယ်နော်အဲ့တော့အစာပိုင်းပုံစံလည်းမြေပေါက်လေးကဒီလိုလေးဖြစ်မှာပါဒီနားလေးကိုမြန်အနားလေးတက်ပြီးတော့ဒီလေးဝိုက်ချင်တာဝိုက်မြေပေါ်တော့ဒါမှမဟုတ်မြန်ဘလို့ကြည့်ကောင်းမှုဆိုတော့တစ်ချက်ဆက်ကြည့်လိုက်ပါအောင်မြန်ပြီးတော့မှဆိုင်ခဲ့ဆိုင်ရှိော်လေးတောင်အဆူဒီအချက်နှစ်ချက်ကိုတွဲချုပ်တဲ့ပိုင်းလေးလာပါမြန်